အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ချစ် YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် channel လေးကနေဗဟုသုတနဲ့ခွန်အားဖြစ်စာစုလေးများကိုစင်စမ်းမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကိုလိုက်ရန် subscribe လေးပေးပြီးအားပေးကြပါအောင်ခင်ဗျာဒီကနေ့မှာတော့အသက်50ကျော်လာပြီဆိုရင်စပြီးအိုပါပြီဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာ နောင်လာမယ့်အချိန်တွေကို ပြင်ဆင်ထားပါတော့ ဒါမှသာမတုံလို့မချောက်ချားပဲရင်ဆိုင်ဖြတ်ကျော်နိုင်မှာပါပထမဆုံးနေဝင်ချိန်မှာ အဖော်ရီတဖြည်းဖြည်းနဲလာတော့မယ်အဲ့ဒီအချိန်မှာကို့အဖော်ကတော့အထီးကျန်နေရတွေ့ပါပဲအဲ့ဒီအချိန်မှာကိုလောက်ရမှာကတော့တယောက်တည်းနေထိုင်တတ်ဖို့နဲ့အထီးကျန်ဘဝကို ရင်ဆိုင်နိုင်ဖို့ပါပဲဒုတိယလာမယ့်နေဝင်ချိန်ကတော့ပဝင်းကျင်က ကိုကိုသတိထားနိုင်မယ့်ရက်တွေ တဖြည်းဖြည်းနည်းလာတော့မယ်။အရင်ကလုပ်ငန်းတွေဘယ်လောက်ပဲအောင်မြင်ခဲ့အောင်မြင်ခဲ့ဘယ်လောက်ပဲနာမည်ကြီးကြီးအိုလာရင်တာမန်အဖိုးကြီးအဖွားကြီးနေရာရောက်သွားပါပြီ။နောက်ပြီးဒေါင်းတရောက်မှာအေးအေးဆေးဆေးနေတတ်အောင်လေ့ကျင့်ရပါမယ်။မိမိကိုယ်တိုင် စိတ်အားမငယ်မိအောင်ကြိုးစားရမယ်။လူစုံတက်စုံနဲ့ပျော်ပျော်ပါပါပွဲတွေလည်းကျဲလာတော့မယ်။ ပြီးတော့နောက်ပေါက်ကလေးတွေပျော်ရွှင်ဆူညံတောင်းကျမ်းမှုတွေကိုမနစ်မြိုခြင်းအပြစ်တင်ခြင်းမျိုးမလုပ်မိအောင်စိတ်ကိုထင်ရမယ့်အချိန်မှာတတိယလာမဲ့နေဝင်ချိန်မှာတတိယလာမဲ့လမ်းကတော့အန်ဒီယေရီနဲ့ပါအယိုးကျိုးနိုင်တဲ့နှလုံးသွေးကြောတွေပိတ်သွားနိုင်ပြီမှတ်ညာအားတွေနည်းလာပြီးဓတိတွေမေ့လာမယ်ယောဂါတွေနဲ့တွားရမယ့်ဘဝကိုကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး အရင်ကတငယ်ချင်းတွေရဲ့နေရာမှာအခုယောဂါတွေကဘော်ဒါတွေ ဖြစ်နေတော့မှာငါဘာယောဂါမှမရှိဘူးငါတောင်းတောင်းမီပဲလို့လဲအတွေးတိမ်မနေပါနဲ့တော့အတတ်နိုင်ဆုံးအားကစားလေးတွေလုပ်ပြီးကိုဟာကိုစိတ်နဲ့နဲ့ရှော့ထားလိုက်ဖို့ကအဓိကပါကျမ်းမာရေးဂရုစိုက်ရမယ့်အရွယ်တည်းရောက်နေပါပြီမိမိကိုယ်တိုင်ဂရုစိုက်သတိပြုပြီးနေထိုင်စားတောက်ခြင်းကို စင်စင်ရပါမယ် စရုံးထနေဝင်ချိန်ကတော့ဘဝကိုဂရင်ပေါ်မှာဖြတ်တန်းရတော့မယ်လို့ကြိုတွေးထားရမယ်။အမေပထမဆုံးခေါ်လာတဲ့ဂရင်ပေါ်ကဘဝကိုအခုပြန်ဆရတော့မယ်လို့ပြောလို့ရပါပြီ။ဘဝတစ်လျှောက်လုံးအပျော်ရီအခက်အခဲတွေနဲ့ရင်ဆိုင်ကြော်ဖြတ်ခဲ့ရပြီ။နောက်ဆုံးမှာငကိုနေရာပြန်ရောက်သွားတာပါ။အဲ့ဒါကတော့ဂရင်ပေါ်မှာပါပဲ။ပြီးတော့သူများပြုစုတာကိုလက်ခံရတော့မှာ ဒါပေမဲ့အမေပြုစုတာနဲ့တော့တူနိုင်မယ်မထင်ဘူး။ကိုလာတော့ကတော့အမေပြုစုမှုအောက်မှာကြီးပြင်းခဲ့ရပေမယ်။ကိုသွားရမယ့်အချိန်ကျရင် ကိုအနားမှာပြုစုမဲ့သူလားဆွေမျိုးသားချင်းတွေ ဖြစ်မှာ မသေးကြသလိုရှိခဲ့ရင်လည်းအမေပြုစုခဲ့သလိုနှွေးထွေးမှာမဟုတ်ဘူးလို့လက်ခံထားပါဖြစ်နိုင်ခြင်းအများဆုံးကတော့မျက်နာကအပြုံးလေးနဲ့စိတ်ထဲကကြိမ်စဲနေမယ့် လူနာပြုစုတဲ့လူနဲ့မတွေ့နိုင်ဘူးလို့လည်းပြောလို့မရပြန်ဘူးဒါပေမဲ့ကိုကခေါင်းငုံတိခံပြီး ပြုစုပေးမဲ့သူကိုကျေးဇူးတင်နေရမှာပါအမှန်ဆုံးပါပဲမိမိနေဝင်ချိန်ဤလီစိတ်ကိုအတက်နိုင်ဆုံးထားတတ်အောင်ပြင်ဆင်ထားရပါတော့မယ်ပြုစုသူကိုလည်းအတက်နိုင်ဆုံးနားလည်ပေးပြီးအကောင်းမြတ်စိတ်နဲ့တိခံပြီးမိမိရဲ့နေဝင်ချိန်လေးကိုအဆုံးသတ်သွားရပါမယ် နောက်ဆုံးညမမောင်ခင်လူဘွားရဲ့နေဝင်ချိန်ဟာအလင်းရောင်တဖြည်းဖြည်းနဲ့လျှော့ပါလာပါပြီ။လမ်းဟာတဖြည်းဖြည်းနဲ့ရှောက်ရခတ်လာမယ်။60ကျော်လာနဲ့အရာရာကို လက်လွတ်ဖို့အစဉ်သက်လှုပ်ထားရပါမယ်။ဘဝကြီးကိုအာယုံကောင်းလေးတွေနဲ့ခံစားသွားရမယ်။ပဝန်းကျင်နဲ့တွားပြီးအငဲပွားတာတွေမလုပ်တော့ပဲ။သားသမီးမြင်းမြစ်တွေနဲ့ပါအငဲအခုံမဖြစ်မိအောင် နေရပါမယ်။ အကောင်းဆုံးကတော့နှစ်သက်ရာဘာဝနာလေးကိုပွားနေပါကိုကိုကို မောက်မာမနေဖို့ကလည်းအရေးကြီးပါတယ်မိမိကိုယ်တိုင်စိတ်ကိုတရားပတ်နဲ့အနီးကပ်ဆုံးအတိတ္တိလေးထားပြီးအသေးတက်အောင် ပြုံးပြီးတည်သွားဖို့ကို နေ့စဉ်အမှတ်တရားလေးကိုတည်ထားနေရပါတော့မယ်နောက်ဆုံးရက်ကြံရက်လေးတွေကိုပေါ်ပေါ်ပါပါနဲ့ဖြတ်ကျော်နိုင်အောင် ပြင်ဆင်ထားတဲ့ပါတယ် ကိုကိုကိုတောင်ပိုင်နေမရှိပြပြသဘောတရားလေးကိုနားလည်ထားရင်တစ်ချိန်အားလုံးကိုစွန့်လွတ်သွားကြမဲ့သူတွေမူဘယ်အရာမှငါဆိုတဲ့အစွဲကိုမထားပဲအတိတ်တည်းနဲ့သာနေထိုင်သွားကြပါလို့ကျွန်တော်ကကိုငယ်ပါခင်ဗျာ။